မင်္ဂလာပါရှင်ခစ်တင် new channel မှာတိတ်တန်းရောက်မြန်မာသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့စကိုင်းတိုင်းပလဲမြို့နယ်အတွင်းတွင်စစ်တပ်တိုက်လေယာဉ်တစ်စီးကိုပစ်ချတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် စကိုင်းတိုင်းပလင်းမြို့နယ်အတွင်းတွင်တိုက်လေရင်တစီကိုပြစ်ချနိုင်ခဲ့ကြောင်းပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA ထုတ်ပြန်ကြတဲ့နှင့်တော်လှန်ရေးတပ်ဖွဲ့ဝင်တချို့ဤပြောဆိုချက်အရာသိရှိရပါသည်။ယနေ့ဇွန်လ10ရက်နေ့မိုးလ12:15မိနစ်အချိန်စကိုင်းတိုင်းတနေရတိုက်ပွဲတွင်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က Jet Fighter တစ်စင်းကိုပြစ်ချနိုင်ခဲ့ကြောင်းသတင်းထုတ်ပြန်ပါသည်။ပလင်းမြို့နယ်ကန်တောက်စခန်းဘက်မှာတော့တိုက်ပွဲတွေဖြစ်နေတာရှိတယ်။ အခုစက်သေးဝင်လာတာကတော့တိုက်လျင်တစီကိုပြစ်ချနိုင်ခဲ့တယ်ဆိုတာမျိုးသိရတယ်။အသေးစိတ်တော့ကျွန်တော်တို့လည်းမသိရသေးဘူးဟုထော်လရေးတပ်ဖွဲ့ဝင်တအူးကပြောပါတယ်။လေကြောင်းတရင်အချက်လက်တချို့အရာပြစ်ချခံရသောတိုက်လျင်သည်မှော်ပြီးလေတက်စကမ်းမှဖြစ်ကြောင်းသိရှိရတော့လေ။တရင်ဌာနအနေဖြင့်ဆက်လက်အတည်ပြုနိုင်ရန်စုံစမ်းနေစေဖြစ်ပါတယ်။ဆက်လက်ပြီးအနောက်တောင်တိုင်းကိုချိန်ချောက်လာမည်ရက်ခိုင် စစ်မျက်နှာဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။နောက်ဆုံးရရှိသောတရင်များအရာအာရကတက်တော်နှင့်မဟာမိတ်တပ်ပေါင်းစုသည်အမ်ဘရန်လန်ပေါ်ရှိဖက်စစ်စစ်အုပ် ု၏နောက်ဆုံးလက်ကျန်စက္ကန့်ဖြစ်သည့်နှက်ရီကန်တောင်ကုန်းစက္ကန့်နှင့်2ကီလိုမီတာအကွာသို့ရောက်ရှိလာပြီးကာကင်းစက္ကန့်များအလုံးကိုသိမ်းပိုက်နိုင်ခဲ့ပြီးဖြစ်ပါသည်။နှက်ရီကန်သည်စစ်အုပ်စု၏လက်နက်ကြီးပစ်ခတ်နိုင်မှုနှင့်ဖြေချောင်းကောက်ွက်ရေးအတွက်အထက်ခြားကြသောစက္ကန့်ကြီးဖြစ်သည်ဟုသိရသည်။အရကတတော်သည်နိုင်ငံ၏အနောက်တောင်ဘက်ခြမ်းကိုလည်းထိုးဖောက်နေပြီဖြစ်သည်ထို့သောထိုးဖောက်နိုင်ရန်ထိုးဒေသရှိ၎င်းတို့၏မဟာမိတ်တပ်များကညီတို့ပံပိုးပေးခဲ့သည့်ဆိုသည့်နှင့်ထိုးမှတ်တဆင်ပရိပခအား မည်သို့ပုံဖော်လာမည်ဆိုသည့်ကိုလေ့လာဖို့လိုအပ်လာပြီးဟုမြန်မာအရေးသူတေသည့်ဒရီကာအဗီလာမှာဝါရှင်တန်ရှိ Stinson Center website တွင်သုံးသပ်ထားသည့်ကိုကောက်နှုတ်တင်ပြသွားပါမည်။အာရကတက်သည့်လူမျိုးစုအမျိုးသားရေးဝါရဖြင့်ကိုပိုင်ဆုံးဖြတ်ပြဋ္ဌာန်းခွင့်ရရှိရေးကိုသာအဓိကဦးတည်ခဲ့သောညလည်းအခြားအာဏာရှင်စန့်ကျင်ရေးအဖွဲ့များနှင့်သွေးစည်းညီညွတ်မှုကိုကြဲကြဲပြန့်ပြန့်တည်ဆောက်နိုင်ခဲ့ပြီး ွန်ရက်ကြီးကိုဖြန့်ကျက်နိုင်လာခဲ့သည်ထို့အတွက်ကြောင့်လည်းအိန္ဒိယနှင့်ထိစပ်နေသည့်ချင်းပြည်နယ်စစ်တပ်၏စစ်ပစ္စည်းများထုတ်လို့ရဘကိုးနှင့်မကွေးတိုင်းအတွင်သို့ထိုးဖောက်နိုင်ခြင်းဖြစ်ပြီးစစ်တပ်၏လက်ဝဲရှိနိုင်ငံ၏စပယ်ကြီးဟုတင်စားခေါ်ဝေါ်ခဲ့သည့်အေယာဝတီမြို့ဝကျွန်းပေါ်ကိုချိန်ချောက်နိုင်ခြင်းဖြစ်သည်ထို့ဒေသများတွင်အရကတတ်တော်နှင့်လက်တွဲတိုက်ပွဲဝင်နေသောအဖွဲ့ပေါင်း18ဖွဲ့ရှိလာပြီးဖြစ်၍တော်လှန်ရေးအတွက်အကြီးအကဲအားထားရဖြစ်လာခဲ့သည် မြန်မာပြည်တွင်စစ်ဤလာရကိုလည်းကြီးမားစွာတက်ရောက်မှုရှိလာခဲ့သည့်အရက်ကတက်တော်သည့်နေကြားဒေတာတလျှောက်စစ်တပ်ဤလှုပ်ရှားနိုင်စွမ်းအားပြက်ပြားသွားစေရန်နှင့်ပသိမ်မုံရွာလမ်းတလျှောက်နှင့်မကွေးပကိုးအေယဝတီတကျော်ထိန်းချုပ်ထားရန်ရည်ရွယ်လှုပ်ရှားခဲ့ခြင်းဖြစ်သည်ချင်းကြီးနောင်များအဖွဲ့သည်လည်းမင်းတပ်နှင့်ဖလန်းတွင်ထိုးစစ်များစတင်လာပြီးအရက်ကတက်တော်ဤလက်နက်လူအင်အားပံ့ပိုးမှုများနှင့်2024ဒီဇင်ဘာတွင်မင်းတပ်နှင့်ယခုနှစ် ဧပြီ25တွင်ဖလန်းကိုတင်ယူနိုင်ခဲ့သည်ရခိုင်ရိုးမှတက်လျှောက်အရက်ကတံများ၏စစ်စင်ရေးများကိုတော်လန်ရေးအဖွဲ့6ဖွဲ့က2024ဩဂုတ်လမှစ၍ပံ့ပိုးကူညီပေးခဲ့ကြသည်အေယဝရီတော်လန်ရေးတံများသည်ရခိုင်တောင်ပိုင်းစစ်စင်ရေးများတွင်ကူညီပေးခဲ့ကြသဖြင့်၎င်းတို့ဒေသအတွင်းစစ်စင်ရေးများကိုလည်းအာရကတံများကကူညီဖို့ရှိနေသည်စစ်အုပ်စုအတွက်တော့၎င်းတို့၏လုံခြုံရေးအတွက်အိမ်မက်ဆိုးကြီးဖြစ်လာခဲ့ရသည်လုံနေကြလေချောင်းတိုက်ခိုက်မှုများ ဖြက်လေးဖြက်သည်လည်းထိရောက်စွာဟန်တားနိုင်ခြင်းမရှိတော့တရုတ်သည်စစ်အုပ်စုအခြေမလဖြစ်လာသည်ကိုဝင်ရောက်ဖြန့်ပြေးပေးရန်ကြိုးပမ်းခဲ့တော်လဲအာရကတက်တော်အပေါ်ဩစာတက်ရောက်နိုင်မှုကမဆိုးသလောက်သာရှိနေသည် 2024ဒီဇင်ဘာတွင်စစ်တမ်းနှင့်တွေ့ခဲ့ပြီးဖြစ်တော်လဲမိသည့်သဘောတူညီချက်မျိုးမှထွက်မလာခဲ့သို့သောတရုတ်မျက်နှာထောက်ပြအကြောက်ဖြူကိုအလုံးရင်းနှင့်ထိုးစစ်ဆင်ခြင်းကိုရှောင်ရှားခဲ့ကြသည်မေအောင်လိုင်းသည်ဖေဖော်ဝါရီလအတွင်းကမကွေဘက်ကိုအီယဝရီဒေတာများတွင်အာရက်ကတက်နှင့်မဟာမိတ်အကြမ်းဖက်အဖွဲ့များ၏ချင်းချောက်မှုအနေရေးကြီးထွားလာနေပြီဟုထုတ်ဖော်ပြောဆိုခဲ့သည် မကွေးနှင့်ပဲခူးဒေသများတွင်အာရက်ကတံများနှင့်တပ်ပေါင်းစုသည်စစ်တပ်၏လက်နက်ပစ္စည်းများထုတ်လုပ်သည့်စက်ရုံများကိုချိန်ချောက်လာနေပြီဖြစ်သည်။အေယာဝတီတိုင်းထိုးစစ်ကိုအေပီလာတွင်အကန့်အသတ်နှင့်စစ်စင်လာသောညလေရှေးလျှောက်ကျေပြန့်လာဖို့ရှိနေ၍တိုင်းပြည်၏စံစဘာထွက်ရှိမှု30ရာခိုင်နှုန်းရှိရဒေတာကိုချိန်ချောက်လာပြီးအပြင်မင်းအောင်လိုက်ဤရွေးကောက်ပွဲလုံနိုင်ပြီးမြို့ရီအတွက်လည်းထပ်၍ညွန်နေသွားပြီတော့မည်ထို့သောစည်ရေးအတာစီရလာနေသောအာရကတက်သည့်စေဆက်ဆွေးနွေးရန်အပေသူများစိတ်ဝင်စားပေးမည်နီ အာရကတက်သည့်အခြားသောတော်လှန်ရေးအဖွဲ့များကိုထောက်ပံ့ကူညီလာခြင်းကြောင့်ချင်းပြည်နယ်နှင့်အမျိုးသားညီညွတ်ရေးအစိုးရ၏အမကန်နိုင်ငံအလဲပိုင်းကိုဩစာတက်ရောက်မှုရှိလာနိုင်သည်။ထို့အတွက်စစ်အုပ်စုအလွန်နိုင်ငံကိုအုပ်ချုပ်မီ NUGE ရေရှည်ရက်တီသွားနိုင်မှုကြာစင်းလာမည်အပြင်ထိုဒေသတွင်းရှိအဖွဲ့များအကြားအကွဲအပြဲများဖြစ်လာမည်အန္တရာယ်လည်းရှိလာနိုင်သည်။ချင်းပြည်နယ်တွင်အလားတူအနေအထားများတွေ့လာနေရသည်။ အရက်ကတက်သည့် NUGR အာနာမသိမ့်မီကစစ်တပ်၏ရခိုင်ပြည်နယ်အတွင်းစစ်စင်ရေးများကိုထောက်ခံခဲ့မှုနှင့်ပြည်နယ်ဝင်ကြီးချုပ်အားရွေးချယ်ရာတွင်ရခိုင်အမျိုးသားပါတီများကိုပြစ်ပယ်ခဲ့မှုကြောင့်အမည်မကြည်လင်ပဲရှိနေရမှအရက်ကတက်တော်တီထောင်သည့်16နှစ်မြောက်နှစ်ပတ်လည်နေ့အတွက်သဝန်လာများပေးပို့ခဲ့သည့်အဖွဲ့30ကြားတွင NUG မပါလာသည်ကိုထောက်ကလောလောဆယ်တွင်ဆက်ဆံရေးအဆင်မပြေဟုယူဆစရာဖြစ်လာသည်။ NUG လက်အောက်ရှိပြည်သူ့ကာကွယ်ရေးတပ်များသည်လည်းပါရကတညစ်ပုံရိပ်ပူးပေါင်းလာဖို့ရှိနေသည်။ဤသည်ကလည်း၎င်းတို့အား NUG မှလက်နက်ငွေအင်အားနှင့်မြေပြင်အခြေအနေနှင့်ခိုင်ညီသောမဟာဗျူဟာပိုင်းတွင်ပံ့ပိုးနိုင်ဖို့အခက်အခဲများရှိလာနေသည်ကိုသိလာသောကြောင့်ဖြစ်သည်။ အရက်ကတက်တော်သည်လည်း NUGE နိုင်ငံကိုဥစားမှုပေးမည်ရည်မှန်းချက်များအစားဒေတာတွင်ရှိ၎င်းတို့နှင့်နှိဆက်သောတော်လန်ရေးအင်အားစုများကိုပံ့ပိုးပေးလိုသည့်သဘောထားရှိနေသည်အခြားတော်လန်ရေးအဖွဲ့များသည်လည်းစစ်အုပ်စုကိုတံပြန်ချင်းချောက်နိုင်စွမ်းရှိလာသည့်အရက်ကတက်တော်အပေါ် မျက်စိကျလာပြီးပူပေါင်းလိုလာကြသည်အရက်ကတက်တော်သည့်ယခုအခါနိုင်ငံအနောက်တောင်ပိုင်းသို့ဩစာတက်ရောက်မှုရှိလာနေပြီဖြစ်သည်။မြောက်ပိုင်းအရှေ့မြောက်ပိုင်းနှင့်အရှေ့တောင်ပိုင်းတို့တွင်လည်း၎င်းတို့၏ခြေရလက်ရများတွေ့ခဲ့ကြရပြီဖြစ်သည်။ယခုအခါအနောက်တောင်ပိုင်းတွင်အရက်ကတံများသည့်ဦးဆောင်နိုင်ရကဖြစ်လာပြီး၎င်းတို့၏ရွယ်ချက်များအတွက်ပံပိုးပေးမိသူများရှိလာမည်ဖြစ်ပြီးဗမာလူများစုနေထိုင်ရာဗဟုဒိတာတွင်လည်းအလားတူဖြစ်လာနိုင်ပေသည်။ ရှင်နှင့်အတူအာရကတက်တော်သည်တော်လန်ရေးဤအာနာနိုင်ငံရေးကိုပြန်လည်အစီအစဉ်ချလာနိုင်သည်ထို့အတွက်စစ်အုပ်စုကိုသာမက NUG ကိုပါချိန်ချောက်လာနိုင်စွမ်းရှိနေသည်လေလာသူတချို့ကအာရကတက်သည်ရခိုင်ပြည်နယ်အပြင်ဘက်ထိုးချက်ရေးအတွက်တော်လကောင်ဒို့မဟုတ်စစ်တွေနှင့်ကြောက်ဖြူမျိုးများတင်ပိုက်ရေးအတွက်တော်လကောင်ဒိဟဖြစ်နေသည်ဟုယုံကြည်နေကြသည်တကယ်တမ်းတွင်အဆိုပါမျိုးနှမျိုးအားစစ်တပ်လက်တွင်ရှိနေခြင်းက၎င်းတို့အကျိုးများဖို့ရှိနေသည်ထိုမျိုးနှမျိုးအားချိန်ချောက်နိုင်နေသည်၍စစ်အုပ်စုသည်တရုတ်တို့အလိုကျဖြစ်ရန်ဘကော ၊မကွေးနှင့်အေယာဝတီတိုင်းတို့ရှိပုံမို့လှုပ်ရှားနေသောစစ်မျက်နှာများမှအရင်းမြစ်များကိုထုံနှုတ်ကောက်ွယ်ပြီးနေရသောကြောင့်ပင်ဖြစ်သည်။အာရကတံများသည်ထိုမျိုးများအားဆက်၍ချင်းချောက်ထားပြီးအေယာဝတီတိုင်းဘက်တွင်ပို၍အလုံးရင်းနှင့်လှုပ်ရှားလာပွဲရှိနေသည်။ ရခိုင်ရိုးမ၏မဆောက်ကြံတန်သောထောင်ထိပ်များသည်မကွေဘကိုးနှင့်ထိစပ်နေသည့်အေအေနေနေမိတ်များကိုခန့်တက်ကြီးသဖွယ်အခိုင်မာကာကွယ်ပေးထားသည်သို့သောအေယော်ရီနယ်ဆက်တွင်မူရိုးမတောင်ဆောင်များသည်နေလျှောကြလာ၍ဤဒေသသည်မြန်မာစစ်တပ်၏တံပြန်ထိုးစစ်အတွက်ဖြစ်နိုင်ခြင်းအရှိဆုံးလမ်းကြောင်းဖြစ်သည်ထို့ပြင်ပသိမ်အခြေဆိုင်အနောက်တောင်တိုင်းစစ်ဌာနချုပ် South Western RMC သည်ရခိုင်နယ်စပ်နှင့်မိုင်40ခန့်သာကွာဝေးသည်ထိုစစ်ဌာနချုပ်ကိုမြောက်ဘက်မှဖြတ်တောက်ရန်အတွက် AA သည်အေယာဝတီတိုင်းရှိပသိမ်မုံရလန်တရှောင်း၄ဘက်၄တန်းဖြန့်၍ဆိုးစစ်ဆင်နွှဲခဲ့သည်ထိုမှတဆင့်၎င်းတို့သည်တောင်ဘက်ရှိဟိုင်းကြီးကျွန်းရေတက်စခန်းနှင့် RMC ကိုချိတ်ဆက်ထားသောလမ်းကိုပိတ်ဆို့ရန်နှင့်အရှိတ်သို့ဆက်သွယ်ရေးလမ်းကြောင်းများကိုဖြတ်တောက်ရန်ကြိုးပမ်းလာပွဲရှိသည့်အခြားစစ်မြေနာများတွင်ဒေသခံမဟာမိတ်များကစွမ်းအားမြင့်တင်ပေးလာသကဲ့သို့အေယာဝတီတိုင်းရှိခုခံရေးအဖွဲ့များနှင့်မဟာမိတ်များသည့်မြေပြင်အနေအထားကိုနားလည်ရန်အဖွဲ့၏ထိုးစစ်ကိုကျူးကျော်မှုအဖြစ်မဟုတ်ဘဲလွတ်မြောက်ရေးအတွက်ဟုဆိုကာဒေသခံများကိုစုဆောင်းရန်အတွက်အ धिक နေရာမှပါဝင်လာကြမည်ဖြစ်သည်။ဤနည်းဖြင့်အဖွဲ့များကိုအသုံးချနိုင်သည့်အတွက် AAE စွမ်းရည်သည့်လာမည့်လာများတွင်မြင့်တက်လာပြီး၎င်း၏ထိုးစစ် များကိုဆက်လက်အားဖြည့်ပေးနိုင်တော်မူဖြစ်၍နိုင်ငံအနောက်တောင်ပိုင်းရှိစစ်ကောင်စီကိုစက်တိုက်စိန်ခေါ်လာတော်မူဖြစ်သည်။ပြည်သူတို့၏တရားတော်တွန်းလှန်စေမုတ်ချအောင်ရမည်။ကျမ၏တရင်တင်ဆက်မှုကိုဒီမှာပဲရနာခွင့်ပြုပါရှင်။အားလုံးပဲရှင်လန်ချမ်းမြေကြပါစေရှင်။